မင်္ဂလာပါရှင်ဒီဇင်ဘာလ10ရက်ဗုဒ္ဓဘူးနေ့ရက်တိမက်ဖို့ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့တိုင်းနဲ့ကမ္ဘောဒီးယားတို့နေဆက်တင်ဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်းတည်ဆုံးသူအရေးအတွက်မြင့်တက်လာတဲ့သတင်းဖြစ်ပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားတို့နေဆက်တွင် ဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်းတည်ဆုံသူအရေးအတွက်မြင့်တက်လာသလိုတိုက်ခိုက်မှုများဆက်လက်ရှိနေမယ်လို့နှစ်ဖက်စလုံးကပြောဆိုထားကြောင်းအကြစီယာသတင်းတရကဖော်ပြထားပါတယ်။ကမ္ဘောဒီးယားကာကွယ်ဝင်ကြီးဌာနရဲ့ဒီဇင်ဘာ9ရက်ထုတ်ပြန်ချက်အရအကြသား9ဦးတည်ဆုံပြီး20ထဏ်ရရှိထားတယ်လို့ဖော်ပြထားသလို ထိုင်းစစ်တပ်ကလည်း၎င်းတို့ဘက်မှစစ်သား၃ဦးတေဆုံပြီး29ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လက9ရက်ကြာဖြစ်ပွားခဲ့တဲ့နှစ်နိုင်ငံနေဆက်ပြည်ပခါအားမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြောင်းဝင်ဆေးဆက်ခဲ့ပြီးနောက်နှစ်ဖက်ယာယီပြည့်ခတ်ရက်ဆေးခဲ့ကြပါတယ်။ထူးစင်ကလည်းနှစ်ဖက်စလုံးတွင်တေဆုံသူ48ဦးထပ်မံရှိခဲ့ပြီးအရသာ3ဦးကျော်ကိုနေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။နေဆက်တွင်ထိုင်းစစ်သားတို့မြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်ဒဏ်ရာရပြီးနောက် ထိုင်းဘက်ကအပြစ်ခတ်ရစေးရေးသဘောတူစာချုပ်ကိုအကောင့်ထည့်ဖို့ရန်ဆိုင်းငံ့ခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့လက်ရှိအထက်လူထုဥက္ကဋ္ဌဟွန်ဆန်ရဲ့ဒီဇင်ဘာ9ရက်ကလူမှုမီဒီယာမှတဆင့်ထုတ်ပြန်တဲ့ကြေညာချက်တွင်၎င်းတို့စစ်တပ်ဟာရခိုင်နေများတွင်ထိုင်းတပ်ဖွဲ့ဝင်များကိုမပစ်ခတ်ခဲ့တော့လေ။ရမန်နီညမှာစာရွေးပြန်လည်ပစ်ခတ်ပြီလို့ပြောဆိုထားကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားတပ်ဖွဲ့များကဒီဇင်ဘာ9ရက်နေ့နက်ပိုင်းတွင် ထိုင်းနိုင်ငံအရှေ့ပိုင်းစာကေယော့ခရိုင်ရှိဂျေဝါတရာတို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့တော်လဲထိခိုက်ဒဏ်ရာရမှုတရင်မရရှိကြောင်းနှင့်ထိုင်းစစ်စခန်းများကိုဒုံးကျည်ဒရုန်းများဖြင့်တိုက်ခတ်ခဲ့ကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်ပါသည်။ထိုင်းဒုတိယစစ်တိုင်းဒေသ၏ထုတ်ပြန်ချက်တွင် နေဆက်ခရိုင်၄ခုမှလူပေါင်းတသိန်း2500ကျော်အားနေရာပေးနိုင်ရန်ရှားရီခိုလိုရာနေရာ900နီးပါးကိုထူထောင်ထားကြောင်းဖော်ပြထားရလို့လည်းသိရပါရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဂျာမနီလွှတ်တော်ကဆန္ဒအလျောက်စစ်မှုထမ်းမှုတိုက်တွန်းတဲ့ဥပဒေကြမ်းတစ်ခုကိုမဲခွဲအတည်ပြုတဲ့သတင်းဖြစ်ပါတယ်။ဂျာမနီလွှတ်တော်ဟာဆန္ဒအလျောက်စစ်မှုထမ်းမှုတိုက်တွန်းတဲ့ဥပဒေကြမ်းတစ်ခုကိုမဲခွဲအတည်ပြုလိုက်ကြောင်းသိရပါတယ်။ဂျာမနီမှာစစ်မှုမထမ်းမနေရစနစ်ကို2012ခုနှစ်ကဖျက်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ဒါကိုစန့်ကျင်တဲ့အနေနဲ့ဘာလင်ပါဝင်ဂျာမနီမျိုးကြီးတွေမှာចောင်းသားတွေဆန္ဒပြခဲ့ကြကြောင်းလည်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်တော်ဂျာကာတာရှိဒရုန်းများထုတ်လုပ်ရာခုနှစ်ထပ်ယုံအဆောက်အုံမိလောင်နေတဲ့တွင်ဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာရှိခုနှစ်ထပ်အဆောက်အုံတစ်ခုတွင်ဒီဇင်ဘာ9ရက်နေ့နဲ့စောပိုင်းကမိလောင်မှုဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ၁၈ဦးသေဆုံးကြောင်းအတည်ပြုခဲ့ကာအချို့ကအတွင်းထဲမှာပိတ်မိနေဆဲဖြစ်တယ်လို့ဒေသခံရုတ်တလွင်ဌာန Kobas TV ကသတင်းထုတ်ပြန်ပါတယ်။အဆောက်အုံမှာလူပေါင်းများစွာကိုပေးလို့ရသူရွှေပြောင်းပေးတဲ့ဂျိုးပန်းမှုများဆက်လက်လုဆောင်နေချိန်တွင် မီးကိုညှိတက်နိုင်ခဲ့ပြီဖြစ်ကြောင်း Compass TV ကပြကြခဲ့ပါတယ်။အဆိုပါဆောက်ဟုံသည်တပ်ထုတွေနဲ့စပ်ပြိုးရေးကဏ္ဍများတွင်ဖောက်သည်များအတွက်လေကြောင်းစစ်တမ်းဆိုင်ရာဒရုန်းများပံ့ပိုးပေးတဲ့ Tira Drone Indonesia ၏အယုံ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။တောင်ရှိသူများကကဲဆေးနှင့်မိလာမှုဖြစ်စဉ်ကိုစမ်းစစ်ဆေးဖြစ်ပြီးအသေးစိတ်အချက်အလက်များထုတ်ပြနိုင်ခြင်းမရှိသေးကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဂျပန်နိုင်ငံရှေ့မြောက်ပိုင်းတွင်ပြင်းအား9.5မဂနီချူရှိတဲ့ငလင်ကြီးတစ်ခုလောက်ခတ်တဲ့တည်ရင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအရှိမောက်ပိုင်းမှာပြင်းအား9.5မဂနီတူရှိတဲ့ငလင်ကြီးတစ်ခုဒီဇင်ဘာ10ရက်ညပိုင်းကလွတ်ခတ်ခဲ့ပြီးလူပေါင်းထောင်ကြီးအရေးပေါ်ရွှေ့ပြောင်းမှုသတိပေးချက်တွေထွက်ခွာကြောင်းသိရပါတယ်။ငလင်လှုပ်တာအတော်ကြာတယ်။အရန်ကျန်းလို့တေးပြီးလိုပဲထွက်ခဲ့တာဗျ။အမြင့်လွားဆိုတော့အတော်ရင်ထိုးနေတာလို့ငရင်လှုပ်ချိန်ဆဲလွားမြင့်မှရှိနေခဲ့တဲ့ဟော့ကိုင်းတူကမြန်မာနိုင်ငံသားတူဦးက BBC ကိုပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။